အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးမေတုံဝန်ရေးတာတဲ့အုတ်အော်လို့အမည်ရတဲ့ဝိထုတူလေးကိုကျွန်တော်အခုရှင်းတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာအုတ်အော်ဝေလီဝင်းလင်းအချိန်အုံတော်ကြီးထဲမှတူကျူးလိုက်သောအုတ်အော်တန်ကလေးသည်မနိုးတဝက်နိုးတဝက်နှင့်မိတ်ဆက်နေသောရွာကလေး၏နားတော်တာအားညှိစေလေ၏အနံ့မထင်သောအတန်ဖြစ်၍ညှိစေခြင်းထက်ပုံမမဆွမ်းဆောင်နိုင်ချေ အဝေါ်တန်ကလေးရစဲသွားတည်နေတဲ့ပြိုင်နဲ့ရွာတိတ်စီမှပေါ်ပေါက်လာတော့တေးတန်ဒီကရွာကလေးဤနာတော်တာကိုညှိစေယုံတာမှာကစိတ်နှလုံးကိုလည်းစိတ်စီလေဤလွမ်းတော်ဆွေးတော်အောင်းမေတတာတော်အထိတ်ပဲတို့စူဝေးရာ တေးတန်တေးတာဖြစ်လေသည်ဤတေးတန်ကလေးကိုကြားရတော့ခဏ၌မှိနေသောရွာကလေးကိုလူးလွန်လာသည်ဟုထင်မိလေတော်ဤ တေးပါရှင်သည်ဟိုဟိုဘွားများကခွဲခွာခဲ့ရသောရှစ်သူအားရောရန်တတလည်းအာရပါရတီဆူလိုက်လေရော့သလားဟုကြားရသူတို့၏စိတ်တွင်ထင်မိလေတော်၏တရွာလုံးကဂယုဆိုင်နားဆွေနေတော်လဲတေးပါရှင်သည်မိသူကိုမြတတိထားမိပုံမရဆက်လက်တီဆူသွား၍ရွာလည်းရက်ငားရက်ဈေးကလေးစီကြမှအရက်ကိုမျက်နာတွင်ပြန့်နှံ့နေသောမိမိ၏တေးတံကိုရက်ဆိုင်လိုက်လေ၏ ဈေးနှင့်နန္ဒတိုင်ဤဒေသကိုကြားရသည်မှာယခုအချိန်နှင့်ဆိုလျင်၃ချိန်မြောက်ရှိလိမ့်မည်။တေးပန့်ရှင်ကအခြားမဟုတ်ရွာအရှိနွားတော်တော်လောက်တွင်ရှိသောဈေးပင်ကုန်း၌ဥယျင်လောက်ကန်စားတော့ရနေသောဖိုးတာလဖွာအေးဤတာထွေကုံစိမ့်တဲ့မောင်လာဖြစ်လေသည်။မောင်လာသည်အခြားရွာသားများကဲ့သို့ထွားချိုင်းတံမာသည်မဟုတ်မွေးကလေးကချူချာလာသည်ဖြစ်၍လဲလောက်ကိုလည်းမလုံနိုင်မိဘများနှင့်အတူတဝမ်းတစ်ခါဝါယုံလှယုံလောက်ကန်စားတော့နေရလေ၏ ခါတိုင်းလဲစေနေအခါများတွင်ရွာတို့တက်လာဘူး၏သို့သောအဝေါ်ကလေးစား၍တုံမီသောနေ့တွင်ကဲ့သို့တခါဘူးမှစိတ်နှလုံးမကြည်နူးမီပထမဆုံးကြံ့ရသောနနက်ကအဝေါ်ကလေးကိုနားဆိုင်ထောင်းရင်းရွာထိပ်သို့ရောက်လာ၍အဝေါ်သည်ရက်သွားသည်နှင့်တပြိုင်နက်မိမိ၏နှလုံးတွင်မှလွမ်းဆို့တတသောတေးတံတို့သည်တိုးဝှေး၍ထွက်ပေါ်လာလေ၏မိမိတေးတံမယံမခြင်းလောကကြီးကိုတည်မြဲ၏တေးတံတွင်မိမိ၏စိတ်သည်ရောနောလွင့်ပါသွားလေ၏ တေးဆုံးသွားသောအခါကျမှသတိရလာ၍ငါဘာကြောင့်ဆုံမိပါလဲဟု တွေးတော်မိလေ၏မိသူကိုလွမ်းဆိုတယ်လေတူဒီမဟုတ်တောင်ပတ်တဲကမြာတွေးကိုလွမ်းဆို၍လားမိသူကိုလွမ်းဆို၍မဟုတ်အဝေါ်သားကလေးကိုကြားလျင်အလိုလိုလွမ်းဆိုလာ၍မမြင်ဘူးမကြဘူးသောတစုံတယောက်သောသူကိုတတ်တာမိသည်ဖြင့်တီးဆိုမိခြင်းဖြစ်လေတော်သည် အေးတစုံတယောက်တော့သူကမြည်သူနီရွာထဲတွင်မိန်းကလေးများကိုတွေ့မြင်သောအခါတိုင်းအတင်လွမ်းဆော့တန်းတနေသူသည်ဤသူလားထိုသူလောကိုမိမိစိတ်အားမင်းမြန်ကြည့်သောအခါတိုင်းလည်းခေါင်းခါနေသူကိုတွေ့ရလေဟာငါယူးများယူးသလားဟုတွေးမိလေတော့ဤအဝေါ်တန်ကလေးကိုကြားရပြီလည်းယင်အေးလွမ်းဆော့တန်းတသောတေးကိုမဆိုးပဲမနေနိုင် မောင်လာဤတေးတံကိုဂယုဆိုင်နားထောင်နေသူတို့တွင်ရွာတကြီးရဲ့တမီစိန်တန်းသည်လည်းထူကြ၏ ်ဩဝါဒကိုကြားလျင်မောင်လာသည်လွမ်းဆိုတတမိတကယ်သူမောင်လာ၏တေးတံကိုကြားလျင်စိတ်တန်းသည်မပြေစဘူးထူးပဲစွာ လွမ်းဆိုတတမိလေ၏တေးပါရင်ဤအပေါ်မှာလည်းဂယုနာရေအလင်းကိုတသွင်သွင်းတွန်းလောင်းမိလေ၏တေးပါရင်ဤအလိုဆန္ဒတောင်းတရာတို့ကိုဖြည့်စွားပေးခြင်းသောစိတ်များတဖွာဖွာဖြစ်ပေါ်၍လာလေ၏တေးတံကိုသဒုဒ္ဓခြင်းကြားရသောဈေးနေနဲ့နဲ့ဝေလီဝေလင်းတွင်ကစိတ်တန်းသည်စွန့်ချက်နေရမိဖို့ကံတွင်ငြိမ်ရိပ်မနေနိုင်တော့ပေ ရွာထိပ်စီမှတေးတန့်ကိုကြားရလျင်ပင်စိန်တန်းသည်အိမ်ရှိသပြေပင်ရိပ်သို့ထွက်လာ၍တေးပန့်ရှင်အားဆောင်မြော်လေ၏မောင်လာသပြေပင်အနီးသို့ရောက်သည်နှင့်တပြိုင်နက်စိန်တန်းသည်တေးတယ်တေးတယ်ဟုလှုပ်ကနေခေါ်မိလေ၏ခေါ်ရင်းကဈေးတယ်ဖြစ်တော်လဲအတန်ထွက်သွားသည်ကတေးတယ်ဖြစ်၍ချက်အန်းအန်းဖြစ်သွားလေသည်မောင်လာသည်လည်းအတန်ကြားရစီသို့လှည့်ကြည့်လိုက်၍အချက်နှင့်အကြောက်ရောလျက်မောဟိုက်လိုက်ပုံနေသောစိန်တန်းကိုမြင်ရသောအခါအသေးတွင်ဝယ်အေး၍တွားလေ၏ ဝမ်းနဲ့တလူလိုဝမ်းသာတလူလိုလည်းဖြစ်မိ၏ကာလချီကြာကွဲနေသောရှစ်သူအားပြန်လည်တွေ့ရတလူလိုထင်မိလေ၏မိမိ၏ရင်ကိုခွင့်ကအသေးတွင်ကအလွမ်းဆွေးတို့ကိုထုတ်ပြပြလိုက်ခြင်းသောစိတ်တွေလည်းတဖွာဖွာဖြစ်ပေါ်လာ၏သို့တော်ထူပူနေသောစိန်တန်းကပြောမိပြောရာဘာမှန်းမသိပြော၍ဟင်းရွက်တစည်းယူလျက်ပတ်စံပေးလိုက်သောအခါမောင်လာသည် ထူထူပူပူနှင့်ပင်နှံ့ယူ၍ထွက်မမ်းမသိထွက်ခဲ့လေ၏ဈေးသို့ရောက်သောအခါအစင်မပြတ်သောအတွေးတစ်မျိုးတစ်ခေါကြီးကိုတွေ့လေ၏ မိမိသည်ဤရွာနီးချက်စုပ်ကြီးမိန်းကလေးများအားလုံးလောက်ကိုပင် တွေ့ဘူး၏မိသူကိုတွေ့ရတွေ့ရမိမိဤစိတ်သည်မလုံရှားခဲ့အေးရွာတကြီးသမီးကိုတွေ့သောအခါကျမှအဘဲကြောင့်ဝမ်းနည်းတယ်လို့လို့ဝမ်းသာတယ်လို့လို့ဖြစ်ရပါသည်နိမပြောတတ်အောင်ဖြစ်ရ၏ယခုချိန်ဒီပရမတွေ့ရခြင်းပင်ဖြစ်တော်လဲအလွန်အကျွမ်းဝင်ရှိခင်သောတငယ်ချင်းဟောင်းကိုပြန်တွေ့ရတဲ့ကဲ့သို့ထင်မိလေ၏တေးဆိုလိုသောစိတ်ဤအကြောင်းရင်းကိုယခုပင်တွေ့သည်ဟုထင်မိလေ၏ ယခုပင်တေးတီဆိုရာကျွတ်နဲ့ဒီဟူအောင်မိ၏ဤတို့ထူးဆန်းစွာဖြစ်ပေါ်လာသော စိတ်ကို အရှိစိတ်ပေလားဟူမိမိပါတာမေးမိလေ၏စိန်တန်း၏စိတ်တွင်လည်းမောင်လား၏တေးတံကိုကြားဥစားကပင် အလွန်ခင်မင်ကြွားဝင်နေသောသူတရားဟူအမှန်ပြုမိလေ၏ဤသူသည်တစုံတစ်ခုကိုလိုချင်နေဟန်သူ၏ဤသူ၏အလိုကိုငါသည်ဖြည့်ဆွမ်းအံ့ဟု ကြံ၍ညားစွာပြောရှင်လေ၏ဈေးနှီးကိုမျှော်မှန်းလျက်ရက်ရည်တွက်နေလေ၏နောက်ဈေးနှီးဝေလီဝင်လင်း ဩဃောတံရက်ဆဲသွားလျင်မောင်လာဤဒေတံကိုကြာရပြန်၏စိန်တန်းသည်အပြင်တပြင်ပြင်အောက်ကဆောင်ရည်နေပြန်သည်မောင်လာတောင်းတနေသောဆန္ဒမေးအံဟုကြံ၍ပြောခြင်းနေ၏ခဏမျှကြာလျင်မောင်လာသည်တပြင်ပြင်အနီးသို့ရောက်လာ၏စိန်တန်းကိုတွေ့ရသောနှင့်ကြည့်မိလေ၏မျောနေသောစိန်တန်းနှင့်အခန်းနှင့်တွေ့ရသောအခါအံ့ဩမိ၏ကောင်းလေစွာဟုလည်းထင်မိလေ၏စိန်တန်းသည်ဟင်းတစည်းကိုဝယ်ပြီးနောက်ဘဲစကားကဘဲသို့ဆက်သွားသည်မသိရှင်တေးဆိုတာအင်မတန်လွမ်းစရာကောင်းတယ် ဘသူကိုလွမ်းလို့ဆိုတာလဲကျမမသိရဘူးလားလွမ်းတဲ့သူချင်းကြီးကျမပြောပြပါမယ်ဟုရဲရဲတင်းတင်းမိတ်ဆွေတကယ်သူပြောလိုက်လေမောင်လာမှာအပြေရခတ်သွား၏အုံနောက်တွင်ဗရပွေချုပ်ပွေ၍သွားလေသည်နောက်ဆုံး၌အကြံမရ၍အလကားပါဗျာဟုပြောလျက်ထွက်ခဲ့လေ၏စေချင်းကုံ၍အိမ်တို့ပြန်ရောက်တော်လဲအဘယ်တို့ဖြေရပါသည်နီဟုတွေး၍မရ ငါးရက်ကုန်၍ဇင်းဤသို့ရောက်သောအခါတိုင်အောင်လဲအကြံမရသည်။သူနှင့်နတ်နတ်ဝင်လီဝင်ရင်လင်းဟင်းရွက်တွေထမ်းရာရွာထိပ်သို့ရောက်၍အုပ်ဩတန်ဆားလျင်ဆိုမြဲတခြင်းကိုဆိုမိလေ။တပြေပြင်းအနည်းသို့ရောက်သောအခါတေးရောရှီလမ်းမှာအလိုလိုရက်သွားလေသည်။စိန်တန်းထွက်လာ၍ရခင်မေးကွန်းကိုပြန်မေး၏။ငါးရက်တိတိတွေး၍မရမထွက်လာသောအဖြစ်သည်ယခုမှဘဲချောင်ကထွက်လာသည်မသိ။အောက်ပါအတိုင်းထွက်ပေါ်၍လာလေ၏။ဟုတ်ကဲ့အစကတော့အုပ်ဩတန်ကလေးကိုကြားရင်အလိုလိုလွမ်းလာပါပဲ။ ဘာကြောင့်လွမ်းနေရလို့လည်းမသိပါဘူးလွမ်းတာနဲ့ဒီတေးကိုစိုးမိတာပဲဆိုပေမဲ့လည်းအလွမ်းကမပြေပါဘူးအခုတော့ဖြင့်အဝေါ်တန်ကြရတော့ဘလောက်ပဲလွမ်းလွမ်းဒီတပြေပင်အောက်ရောက်လို့မင်းနဲ့တွေ့ရင်အလွမ်းနေအကုန်ပြေပြောက်သွားတာပဲဝမ်းတာတော်လို့လို့ဝမ်းနေတော်လို့လို့လည်းဖြစ်တယ်ဒီတော့ကျုပ်လွမ်းတာဟာမင်းကိုပဲပေါ့ဟုတ်ပြောလိုက်တော့အခါအဲ့ဒီအချိန်မှစ၍စိန်တန်းနဲ့မောင်လာတို့သည်ရှေ့သူဘဝသို့ပြောင်းလဲသွားကြလေ၏ ထိုနေ့မှစ၍မောင်လသည်စိန်တန်းတို့၏အဆွေမျိုးတည်င်းကိုနားလေ၏မေးသည့်သည်ကိုလည်းမေး၏စိန်တန်း၏ဖခင်သည်ရွာသားကြီးမြေပိုင်ချင်းဘာတွင်မှမြို့ပေါ်တွင်ပွဲပွဲစားကြီးတို့ဖြစ်၏အကိုများကကိုကျွေးကိုနွားကိုနယ်ကိုရာနှင့်လူကုန်ထမ်းများဖြစ်လေ၏စိန်တန်း၏မိခင်မှာမြို့ပေါ်ကဖရာတကာကြီးဥက္ကရေ၏တမီးသည်အမျိုးအနွယ်ကြီးကျယ်လေစွာဗထင်ကြသောမိမိ၏အညာဒရအမျိုးနှင့်ကကွာခြားကျင်တိုင်းကွာခြား၍နေလေ၏ စိန်သန်းသည်မိမိနှင့်မတန်ကြေးရတဲ့သားများနှင့်သာတန်လေ၏စိန်သန်းကိုမိမိချစ်သည်ကချစ်ရမရောက်နှစ်ရာရောက်နေ၏မိမိသည်တကူကောင်းနိုင်လေစွာစိန်သန်းမိမိကိုယူလျင်ဆင်းရဲရမည်မိဘဆွေမျိုးတို့နှင့်သဘောကွဲ၍ဝမ်းနည်းရတော်မည်မိမိသည်စိန်သန်းပျော်ရွှင်သည်ကိုသာမြင်လို၏ဆင်းရဲလျင်စိန်သန်းပျော်ရွှင်နိုင်အပ်တော်မိဘတို့နှင့်တေကန်းပြည့်နေလျင်စိန်သန်းပျော်နိုင်အပ်တော်ပျော်နိုင်မည်မဟုတ်ပေတို့ဖြစ်၍မိမိသည်စိန်သန်းကိုလက်လွတ်ရမည်ဖြစ်၏လွတ်အပ် စိန်တန်းပျော်ရွှင်ဒီကိုသာဆိုလိုရင်းဖြစ်ပါသည်အစပထမအစ၌စိန်တန်းဝမ်းနဲ့ကြေကွဲရမည်မှာမဟုတ်ရှာသို့တော်မတွေ့ရတာကြာလျင်မေ့သွားမည်ဖြစ်သည်အချိန်ကာလဒီဟူသောစေတမသည်စိန်တန်း၏ကြေကွဲဝမ်းနဲ့သော အသေးနာကိုစေကုပေးရန်အသေးနာသည်အသေးကောင်းပြန်ဖြစ်လာသောအခါစိန်တန်းတစ်သက်လုံးပျော်ရွှင်ရတော်မည်ဤသို့ဖြစ်သောကြောင့်မိမိသည်စိန်တန်းကိုလက်လွတ်အံ့ဟုစိတ်မှတန်ဋိဌံချလိုက်လေ၏ ဇေနေသို့ရောက်သောအခါမောင်လသည်ဟင်းသင်းဟိဘတ်တို့ကိုထမ်း၍ထွက်လာ၏ရွာထိပ်တွင်အိုဝေါ်တန်ကလေးကိုနားဆိုင်၍ထောင်မိ၏အိုဝေါ်တန်ဆဲသွားလျင်ခါတိုင်းတည်ဆွနေကြတေးတန်သည်နှလုံးအရင်တွင်မှထွက်၍လာလေ၏မောင်လာကစည်း၍တားမြစ်လေသောကြောင့်အပြင်သို့မရောက်မီပျောက်ွယ်၍သွားလေသည်ခြေထောက်တို့သည်လည်းရွာတွင်သို့ဝင်အန်းဟုပြင်ကြလေသည်မောင်လာကအတင်တို့သည်ယနေ့မှစ၍ဤလန်းကိုမတွားရရွာအပြင်ကိုင်းတော်သို့ဖြတ်၍သာတွားရမည်ဟုအမိန်ပေးလေသောကြောင့်ကိုင်းတော်ကိုဖြတ်၍တွားရလေ၏ ဘောင်လာ၏နှလုံးသားသည်ထွက်ခွင့်မရသောတေးဖြင့်ကြွေကြမတတ်နာခြင်းလေ၏မျက်စိတို့သည်မျက်ရည်ဖြင့်ပြေချွမ်းလျက်လမ်းကိုမျှကောင်းကောင်းမမြင်ကြကုန်သူအကာမောင်လာသည်စိန်နှန်းကိုမေးလိုက် မေးလိုက်ဟုမိမိကိုယ်ကိုဆုံးမလေ၏ဈေးရောက်ရတွင်လည်းဆုံးမလေ၏အိမ်ပြန်ရောက်သောအခါတွင်လည်းဆုံးမလေ၏မေးပြန်လိုက်ကိုဆုံးမလေတတိယလေအောက်မေ့လေလွမ်းဆွလေဖြစ်၏တပြေပြင်းရိမ့်မှဆောင်းမြော်၍နေသောစိန်သားမှလည်းအချိန်တန်၍ မောင်လာဤတေးတံကိုမကြရလျင်ဆိုရင်မိအချိန်လွန်၍မောင်လာကိုမမြင်ရသောအခါ၌ကကြိတ်၍ငိုလေတော့၏ဈေးရရောက်၍အိုဝတ်တံကလေးကိုကြားရတိုင်းမပေါ်လာသောမောင်လာကိုမျှော်မှန်းတတလျက်လွမ်းဆွေးလေတော့၏ဤတို့ဖြင့်မိုးဥရောက်၍မိုးတံလေးတံတို့အကြားတွင်အိုဝတ်တံကလေးပျောက်ွယ်သည့်တိုင်အောင်လဲမောင်လာကိုအရိပ်ရောင်မျှမတွေ့ရတော့ပြီယခုလည်းຫນွေဦးပျောက်ပေါက်လာပြန်လေပြီအိုဝတ်ကလေးလည်းမြည်လာပြန်လေပြီတိပင်တိုင်း၌တဲကိုင်းကျိုးတိုးကျတဲ့နှင့်ဆင်းရဲကြီးစွာလေစွာ သို့တော်ဤတို့မြရွာဟောင်းမကြွေလည်ရင်ရွက်တဲ့မဝင်နိုင်တော့ပြီ။မောင် အမောင်တစ်ပင်တို့ရွာဟောင်းကို မခင်တွယ်လေနေစွန့်လော။အိုးမဆိုင်တန်။မောင်လာကိုမခင်တွယ်လေနေစွန့်လော။တိုးမသာတစ်ပင်တို့သည်ရွက်တဲ့ရွက်ဦးကလေးတွေဝေဝေဆဆာနဲ့ရွှေမြူးပျော်ပါနိုင်တဲ့ကဲ့သို့အတင်းဒီလဲပျော်ပါနိုင်အံ့တော့တနည်းတက္ကသိုလ်အကြောင်းတိုင်းမဂဇင်1294တပူတွဲလာဟုတ်ကဲ့ပါခင်ဗျာ အခုဆက်လက်ပြီးတော့တကြံတုံးကလို့အမည်ရတဲ့ဝိထုတို့လေးကိုဆက်လက်ဖတ်ကြားတင်ဆက်ပေးကြပါမယ်ခင်ဗျာတကြံတုံးကတကြံအကြနဲ့နနက်ခင်းကလေးဒီခက်ပြပြနေကြီးကလေးကိုချုံလွှမ်းလျက်တာယာလှလေမိုးကောင်းကင်ကလည်းတိမ်ညိုတိမ်ပြောက်တိမ်ပြောက်ကြနဲ့မအုံတော့အုံချွချွင်ပြပြခုံပေါက်ပြေးလွနေတော့မိုးလေကလေးဒီမအေးတအေးဝေဝေဆဆာလန်းလန်းဆဆန်းခါတော်မီတရေမိကြကုန်တော့ဗထောက်ဖူးကလေးတို့ဒီလေမပွင့်တဝင်း ထိုသို့သောနန္ဒကင်းဤပြန်ညင်းလက်လက်နူးညံ့ချွင်ပြသောထွက်သက်ကိုရှူချရင်အိယာမနိုးလာတော့ကျွန်တော်မှာလွမ်းရတော့မလို့လို့ရှင်ရတော့မလို့လို့နိမြေဆောင်တို့စံတက်မျောပါလာတော့ဗေဒာပင်ကလေးပမာရောင်တောင်တောင်ဖြစ်၍နေလေထိုခဏ၌ကျွန်တော်တို့ရွာကလေးတောင်ဘက်အစွန်စီမှတထုံထုံမြည်ဟီသောအိုးစီတန်သည်ဗရောက်ပြင်ကြိုင်အပ်သောလေပြေတွင် လေရင်စီး၍လိုက်ပါလာပြီလေရင်ကျွန်တော်ဤတောဓာအကြီးတွင်ဝင်ရောက်စိုက်ကပ်လာလေ၏ တရားခါသည်ဘေးမရှိသောအခါဖြစ်၏သို့တော်ဖောကာဝိတုတို့ကလွတ်လွတ်ကျွတ်ကျွတ်ကြီးဝမ်းမြောက်ပျော်ရွှင်ဖို့ခဲယင်းပေလိမ့်မည်အဲ့ရထ၌နန္ဒကင်းကတာယာပြည့်စုံခြင်းကိုပျော်တလဲပြင်းတလဲနှင့်ခံစားနေခိုက်တွင် အထပ်ပါအိုးစီတန်သည်ကျွန်တော်တို့လမ်းထိပ်ကိုကိုပင်ကြီးအောက်စီလောက်သို့ရောက်လာပြီဟုအတန်ကိုမှန်း၍ထင်မိပါသည်အိုးစီကြီးများကလည်းတထုံတုံလင်းဝင်းကြီးတွေကလည်းတချက်ချက်လက်ကုတ်တံများကလည်းတဖြောက်ဖြောက် ယင်းတို့အကြမှာကြေးပလွေတန်သည်လွန့်၍လွန့်၍ကြော်လွှား၍ထွက်ပေါ်လာသည်စိန်အိုးစီလွေတလေလေးလွေတလေလေးအစကြီးသောတေတရှင်းတန်သည်လည်းပလွေတန်နှင့်အလူရဲ့တုထက်ငါဥအောင်ထွက်ပေါ်လာကြ၏ထူထပ်သော လက်ကုတ်တန်ကိုထောက်ခြင်းအပြင်အိုးစီဝိုင်း၏အရွယ်အစားပမာဏမှာမငယ်လားဟုသိရပါသည်မကြမီအတွင်းဝယ်အင်းရှိတလင်းတွင်အိုးစီသားတို့သည် နေရာတကျခင်းချင်း၍တီဆိုတီးမုတ်ကခုန်နေကြသည်ကိုလည်းသိရပါသည် ကျွန်တော်ဤတဝမကသောအသက်သည်အိုးစီတံပလွေတံတို့ဆက်ရမျိုးတွင် ကုံလွန်ခဲ့သည်မှန်တော်လေရင်းတံတို့ဤဆွဲငင်သောတတ္တိကကျွန်တော်အဖို့တန်ဆွမ်းကတုံးပင်ရှိပါသည်ကြားသားကပင်နှလုံးသားသည်တရွရွလှုပ်ရှားခဲ့၏ကခုံတရှင်းဆိုခြင်းသောကခုံတရှင်းဆိုခြင်းသောငယ်စဉ်ကကြေတော်ထိပ်သည်ဒဂိုလုံးတွင်ဖျက်လျက်သွားလေသည်သူနှင့်လည်းအိယာကမထသည်ထွေရလေးပါးကိုစဉ်းစားတော်မူရှိပါသည်ထိုခဏ၌ကျွန်တော်ဤအမိကိုမေးလိုက်တန်ကြားရ၍ ကျွန်တော်တို့ကလေးလက်ထောက်ချသည့်အတိုင်းကျွန်တော်ဤဝမ်းခွဲဝမ်းခွဲအကိုចောင်းနေဘက်တငယ်ချင်းဝမ်းခွဲရောက်ဖတော်ဆက်သူကိုလေးချိုသည်အိမ်ခန်းတွင်သို့ပြေးဝင်လာလျက်ကျွန်တော်အားနှိုးလေကျွန်တော်လည်းအိမ်ယာမှလူလဲထား၍ကိုလေးချိုစိတ်ခိုင်းသည့်အတိုင်းပြတင်းပေါင်းမှနှမ်း၍ကြည့်လိုက်ရာအောက်ပါတို့ကိုမြင်ရလေဦးစီသားတို့မှာကျွန်တော်နှင့်ကစားဘက်ရန်ဖြစ်ပေចောင်းနေဘက်တငယ်ချင်းများဖြစ်ကြလေ၏ ဘာတွေခုထံတွင်တရင်ကားလုံနေသူချမ်းအေးကြီးသည် ကျွန်တော်ကိုပြတဲ့ဝါတွင်မြင်ရသောအခါဗဇမပလီတိုကလေးကိုရှိ၍သူတို့နှင့်အတူလိုက်ရန်အော်ပြောလေ၏ကျွန်တော်ကခေါင်းညံ့၍ပြလိုက်သောအခါဝမ်းသာသောအတန်ဖြင့်အဲ့ဒါမှတို့ဘီအေးကွာဟု၍ပြော၍အခြားတဲ့ငယ်ချင်းများကိုမြင်အောင်လဲကျွန်တော်ဘက်သို့လက်ညှိုးညွှန်ပြလေ၏ဘုန်းကြီးเจ้าတွင်နေခဲ့ခြင်းကကလားဖိုးစိန်ဟုထင်ပေါ်ကြော်ကြားခဲ့သောနတ်ကြီးသည်ပေါရိဒါနာကဲ့သို့ဝိစဉ်လျက်၎င်းအရှိပြားသားတာဤသည် တောတာတော်မှမင်းကြီးကဲ့သို့ဝိစဉ်လျက်၎င်းပောရိဒါသရှောကန်းကိုဇက်ခင်းလျက်ရှိကြလေ။အိုးစီဝိုင်းအလဲတွင် ထား၍ကနွားရကောင်ကိုတွေ့ရ၏။အသားမှခန့်ညို့ညို့ကိုကာရမှခပ်ပိန်ပိန်ထိတ်တွင်ကြာကလေးနှင့်ထုံနွားသည်များစွာမအိုလာသေးကြ။နွားပိန်ကိုအသားထိုးကြည့်သည်ဆိုသောနီးဖြင့်ကြည်ရာမပြိုတနုပြိုတဆွမ်းကြံအခါကထိုးနွားသည်အလွန်လှပခံကြခဲ့ပေရာ၏အဖိုးတန်ကြေးထိုက်ခဲ့ရာ၏သို့တော်ယခုကဲ့သို့အုံမင်းမဆွမ်းချီသောအခါ မကျင်နာသောတခင်သည် ပြုစုမှုသောကျေးဇူးကိုမထောက်ဘဲ15ကျပ်20မြသော အသက်ပြာငွေနောက်သို့ကောက်ကောက်ပါအောင်လိုက်လျက်နွားသက်တို့၏လက်တွင်သို့တင်စရင်တွင်းလိုက်သည်မှာအံ့ဩပွေပင်ဖြစ်လေတော်၏ရှေးရထက်ကာရီပဝေတနီအရှိကရေးလိုက်ကြီးမောင်မား၍ဒုံနောက်သားတစုမှလူပလူအစာဟင်းလျာတို့အပြီးဘူးသည်နှင့်ကြုံသူကြုံ ဖယုံနှင့်ညာသူညာတခွားနှင့်တွဲသူတွဲရွှေရွှေတနေရှင်တွေဒိုးပြပုံအသေးနဲ့တေးလျင်လက်တလောရှင်းလျင်ဖတ်ပါမော အဟောဒုက္ခဘေအခါတွင်မှတတ်တရာမရအောင်ဒိုးကြမာပြုနီကို အသေးအထိနားလိုက်ပါပြီညာတကတည်းကမိတ်ဆွေရင်တို့သို့သောကျေးဇူးရှင်လေဒီဆရာတော်ဘုရားကြီးဤနွားမြတ်တာစာကို ပြည့်၍တရိယာမိဤထိုဆက်တိုင်းနွားကိုဝယ်၍အသက်ငယ်စေရန်အတွက် တငယ်ချင်းတစုတို့သည်အိုးစီပုံပေါင်းတိလျက်ရဲ့အရက်ကိုလှည့်လည်ပြီးလျှင် အလူငွေကောက်ခံနေကြခြင်းဖြစ်ပါသည်။နွားကြီးသည်နွားသက်တို့၏ကြင်ကြင်နန်နန် ပြုတ်မှုဆဲဆိုခြင်းမှလွမြောက်လာခဲ့၍အသားအရာကင်တွယ်ပုတ်တခြင်းကိုခံရလေသောကြောင့်အမိတခက်ကက်နှင့်များစွာပျော်ရွှင်နေသကဲ့သို့ရှိလေ၏။ထိုနွားကြီးအတွေ့စားဟူသောဘွဲကြီးခရကြီးတို့ထက်အစာပေါင်းများစွာအဖို့တိုက်အသုံးဝင်သောဘေးမဲဟူကတ္တရာစီဖြင့် ရေးချစ်ထားသောတံဖြူပြောင်းငံကလေးသည်လေပင်မှတွေ့ရရဲ့ကြလျင်ရှိပါသည်။နွားသက်ကလာ၏လက်တွင်တာနေရပါမူ၏။တံဖြူပြောင်းငံဆွဲရာလေပင်အရက်သည်နွားသက်၏ဓာတ်သွားကလေးကင်းပြချရာအရက်ဖြစ်ပေလိမ့်မည်။ဥကောင်းနှင့်တကားဥချိုတို့သည်ကတပြေပန်းပထောက်ပန်းတို့ဖြင့်ဝေဝေဆဆဆင်ရင်ထား၍ကြောကုန်းကိုကဂရီဘာကော်သောဖြင့်ဖုံးလန့်၍ထားလေ။ဤသို့ဆင်ရင်ထားအပ်သောနွားကြီးသည်အိုးစီဘုံပေါင်းတန်တို့ဖြင့်ကားတော့မလို့လို့ခုံတော့မလို့လို့ ရိုးရိုးရွာတာဖြစ်လျက်ရှိပါသည်။အိုးစီတန်ကဆွဲငင်ခြင်းကြောင့်တကောင်၊နွားကြီးဤတနာဇပွဲအဖြစ်သောဆွဲငင်ခြင်းကြောင့်တကြောင်ကျွန်တော်ဒီကဗျာကတိအဝဲစားလဲလဲ၍ရှမ်းအေးကြီးလက်ထဲမှပလွေတို့ကလေးကိုလူယူပြီးထိုဘေးကင်းသောနန္ဒခင်ကဘေးကင်းသောအတန်တို့နှင့်အတူဘေးကင်းသောအလုတ်ကိုလုတ်ကင်မှုအတွေ့ဘေးကင်းစွာလိုက်၍သွားပါလေကောတတိကန္နာလောက1293တပေါင်းသား ဟုတ်ကဲ့ပါခင်ဗျာဝိထုတော်လေးကတော့ဣဒင်ပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပြေးပြေးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကိုမောင်မားများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကိုမောင်မားများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေကဘေးရန်တွေအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ